နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ28ရက်တနင်္လာနေ့ တတလောနေဩဝါဒစာဒုတိယစာခန်းကြီး3အငယ်6မှ33တနည်းကားညီကိုတို့ငါတို့ထ၌ခံသောဤဥပဒေသအတိုင်းမကျင့်ပဲမတရားစွာပြုသောညီအကိုရှိသမျှတို့ကိုရှောင်ကြလောဟုငါတို့သခင်ယေရှုခရစ်၏နာမတော်အဖြင့်ငါတို့သည် ပြည့်ညတ်ထားကြ၏အကြောင်းမူကားငါတို့ပေးသော ပုံသက်တွေကို လိုက်၍သင်တို့သည်အဘယ်သို့ကျင့်ရမည်ဟု သင်တို့ကိုယ်တိုင်သိကြ၏ငါတို့သည်သင်တို့တွင်မတရားစွာပြုကြသည်မဟုတ်အဘယ်သူ၏အစာကိုမျှအလိုအလျောက်မစားသင်တို့တွင်တယောက်ကိုမျှမနှောက်ယှက်ခြင်းကပင်မန်းစွာကြိုးစားအားထုတ်၍နှိညာမပြတ်လှုပ်ဆောင်ကြ၏ထို့သို့ပြုတော်လေမခံမယူပိုင်သောကြောင့်ပြုသည်မဟုတ်သင်တို့လိုက်เสียဖို့ပုံသက်သည်ဖြစ်စေခြင်းကပြုကြ၏ ဘေဒိုနီဟူမူကာတင်တို့နဲ့အတူရှိစဉ်ခါအလုံးမလုံချင်သောသူမိသည်ကအစာကိုလည်းမစားစဉ်နှင့်ဟု ပြည့်ညတ်ထားကြပြီ မတရားစွာပြုတ်၍အဘယ်အလုတ်ကိုများမလုတ်ပဲကိုနှင့်မဆိုင်သော အမှု၌ယောနောသောသူ အချို့တို့သည်တင်တို့တွင် ရှိချောင်းကိုငါတို့ကြားရကြ၏ထို့သူတို့သူတို့သည်ညေဝတ်စွာလှုပ်ဆောင်၍ကိုအစာကိုစားမိအကြောင်း ငါတို့သခင်ယေရှုခရစ်အဖင်ငါတို့သည် ပြညတ်ထား၍တိုက်တွန်းသွေးဆောင်ကြ၏။ညီအကိုတို့အာရုံစိတ်ပြည့်ခြင်းမရှိဘဲကောင်းသောအကျင့်ကိုကျင့်ကြလော။နာဒီခရစ်တော်ဤနီးတူကျင့်တဲ့ကဲ့သို့သင်တို့လည်းငါနီးတူကျင့်ကြလော။ ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး7ခန်းငယ်7ငါကိုအတူယူပါဖခင်ဖြစ်သူကသူ၏ငမားချိုးကိုရေကန်ထဲသို့ပြစ်ချလိုက်သည့်အခါနှစ်နှစ်သားအရွယ်သောမတ်စ်သည်သူ၏အယုတ်ငမားတံဖြင့်သူ့ဖခင်ပြုလုပ်သည့်အတိုင်းသူ့ပကလိုက်လုခဲ့သည်ထို့နောက်ပေါင်းပေတိုက်ပင်များကိုဖမ်းဆုပ်ကာငါကိုရေကန်ထဲပြန်ပစ်လိုက်သည့်ဖခင်ဖြစ်သူ၏ပုံစံကိုသူ့ပရင်သောမတ်စ်စူးစမ်းခဲ့သည် ရေကန်ဤရေတိမ်ပိုင်းအစွန်၌သူရက်ကသူ၏ငမားတံကိုရေထဲနှစ်လိုက်ပြီးတောမတ်စ်သည်ပေါင်းပင်များကိုဖမ်းဆုပ်သည့်အချိန်တိုင်း၌ထိုပေါင်းပင်များကိုရေထဲသို့ပြန်လည်မပစ်ချမီသူဖခင်ဤနှစ်သက်သဘောကျစေရန်အတွက်ပေါင်းပင်များကိုကင်မြောက်ထားခဲ့သည်အခြားသူများအားလေ့လာဆောင်ကြည့်ကအတူယူခြင်းဖြင့်ကောင်းမွန်သိမြတ်သည့်အရာနှင့်မကောင်းသည့်အရာနှစ်ခုစလုံးကိုကျွန်ုပ်တို့လေ့လာသင်ယူလေ့ရှိပါသည် ထို့ကြောင့်ဓမ္မတိကျမ်းတွင်အေဟောဂေလိတရားဤသစ္စာရှိသော အစေခံအမှုဆောင်များကိုဆန္ဒမူနာထားရင်သခင်ယေရှု၏နောက်လိုက်များကို မကြာခဏတိုက်တွန်းခြင်းဖြစ်နိုင်သည်တတလောနိဩဝါဒစာဒုတိယစာအခန်းကြီး3တွင်အဘယ်အလောက်ကိုများမလုပ်ပဲကိုနှင့်မဆိုင်သောအမှု၌ရောနောသောအသက်ရှင်မှုများစသည့်အတုမယူတင်သည့်အပြုအမူပုံသက်သည်များကိုရှင်ဘောလူကဖော်ပြထားပြီး သူနှင့်အခြားသောခေါင်းဆောင်များ၌တွေ့ရှိရသည့်တီကြီးခံခတ်မှုစံနမူနာများကို အတုယူရန် စာဖတ်သူများအားပြောကြားပြီးထို့နောက်အားလျော့စိတ်ပြည့်ခြင်းမရှိဘဲကောင်းသောအကျင့်ကိုကျင့်ကြရန်တိုက်တွန်းထားသည်သို့သောသူ၏စံနမူနာသည့်အဆုံးတွင် ခရစ်တော်ကိုမိခိုအားထားရန်ညွန်ပြနေခြင်းကြောင့်သာအတုယူထိုက်သည်ဟု ရှင်ပေါလုသိရှိခဲ့သည် ခရစ်တော်၏ယုံကြည်ခြင်းနှင့်တကူတော်၌ကျွန်ုပ်တို့၏အသက်တာကို အမြင့်တွယ်ခြင်းဖြင့်သာကျွန်ုပ်တို့သည်ကျေးဇူးတော်နှင့်ဉာဏ်ပညာအဖြင့်ကြီးထွားနိုင်မည်ဖြစ်သည်ဒါနိုင်ဖျားဝနိုင်မွင့်လျော်သည့်စံပြပုပ်ကိုကဘယ်သူနည်းထိုနည်းသူမြည်သူကိုတင် လွှမ်းမိုးနိုင်မည်နည်း ချစ်စွာသောကောင်းကင်ဘုံရှင်အဖာကျွန်ုပ်အားသခင်ထံသို့ပြညွန်ရက်သခင်ဤတကိုးတော်နှင့်မြတ်တာတော်၌အသက်ရှင်ရခြင်းအတိပေကိုသိရှိအောင်ကူညီပေးခဲ့ကြသည့်ကျွန်ုပ်၏အသက်တာ၌ကိုရောထားရှိပေးခဲ့သောချစ်ခင်ရသူများအတွက်ကိုရောကိုယေရှုတင်ပါ၏သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။